ကားပြောတဲ့ခါမှလည်းပဲမြတ်စွာဘုရားကတင်ထားတယ်သိချာမှတ်သားထားဖို့လိုတယ်ကိုကိုစီကံတတ်မှတ်ဖို့လိုတယ်ငါတဝူတယောက်နဲ့စကားပြောမယ်ဆိုရင်မှန်တာဟုတ်တာပြောမယ်မမှန်တာဟုတ်မပြောဘူးเนาะဒါတစ်ခု ဒါဖြင့်မှန်တိုင်းပြောရမလားဆိုမှန်တိုင်းလည်းမပြောနဲ့နောက်ထပ်တစ်ခုထပ်ထည့်လိုက်အောင်အကျိုးရှိတာဟိုသာပြောမယ်အကျိုးမရှိတာဟိုမပြောဘူးအဲ့တော့နှစ်ချက်ရသွားပြီကိုပြောတဲ့စကားသည်မှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်တစ်ဖက်သားအတွက်အကျိုးဖြစ်ရဟုတ်ပြီမှန်လဲမှန်လဲအကျိုးလည်းရှိတယ် အချိန်မရွေးပြောမလားဆိုပြောတဲ့နဲ့အချိန်ကြမှာပြောမယ်နော်သုံးခုနော်မန္တဝဒပြောမယ်အကျိုးရှိတဲ့ဟာဝဒပြောမယ်ပြောရင်လည်းပြောတဲ့နဲ့အချိန်ရောက်မှပြောမယ်မပြောတဲ့နဲ့အချိန်မှာမပြောနဲ့ကဲပြောတဲ့အခါကျတော့စကလုံးကဘလို့စကလုံးနဲ့သုံးမလဲဆိုတဲ့အခါ ရှင်ကြည်လိမ္မာတဲ့စကားနဲ့သုံးရမယ်။ရှိုင်းဆိုင်တဲ့အသုံးနဲ့မပြောရဘူးလို့ဆိုလို့စကားဆိုတာရှိုင်းရင်ဆိုင်တဲ့ပြောရလဲစကားဖြစ်တာပဲရှင်ကြည်ကြည်ပြောလဲစကားဖြစ်တာအဲ့တော့ရှိုင်းဆိုင်တော့မပြောဘူးရှင်ကြည်ကြည်ပြောမယ်စကလုံးရွေးချယ်မယ်ဒါဖြင့်စကလုံးရွေးချယ်တဲ့အခါမှာစိတ်ကတော့မပါဘူးနှုတ်ကလေးသာချိုပြတယ်ဆိုရင်လည်းပဲ ဟုတ်သေးဘူးဒါကြောင့်မို့စိတ်ကထဲ့လိုက်ဘလို့မုန်းထားတဲ့ဒေါသစိတ်နဲ့မပြောဘူးခင်မင်နဲ့မေတ္တာစိတ်နဲ့ပြောမယ်ဟောငါးချက်နဲ့ပြည့်စုံကိုပြောတဲ့စကားနော်ကိုပြောတဲ့စကားကိုအဓိကထားပြီးတော့ပြောရင်အဲ့ဒီဝစီကံဟာအကောင်းဆုံးဝစီကံဖြစ်တာမနာဝဒပြောမယ်အကျိုးရှိတာဟုတ်တာပြောမယ် ြောတဲ့အချိန်ရောက်မှပြောမယ်။ရှင်ကျင်းလိမ္မာစွာပြောမယ်။မေတ္တာစိတ်နဲ့ပြောမယ်။အဲ့ဒီလိုနှလုံးသွင်းပြီးပြောမယ်ဆိုရင်ကိုပြောတဲ့ဝစီကံဒီအကောင်းပဲဖြစ်တယ်အဆိုးပဲဖြစ်ဘူးသူဆို။ဒါမြတ်စွာဘုရားရဲ့အဆုံးမှာပဲ။ဒီထဲကတစ်ခုခုချွေရင်းလိုက်တာနဲ့တည်းပဲ။ မနာကိုမပြောဘူးမဟုတ်တာတွေကိုပြောတယ်ဆိုလို့ရှင်ဒါအဖြစ်ဖြစ်သွားကိုယ်စကားဟာမမမကန်တာတွေပြောတယ်အကျိုးမ